င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DPPO မြန်တန်ကြားရဲ့နောက်ဆိုရသတင်းတွေကို တင်ဆက်ပေးပါရမယ်မကွေးတိုင်းပခောက်ကူမြို့နယ်ထန်းတပင်ရွာရဲကိုအော်တိုဘာလ24ရက်ည9:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကဆက်တက်လေထွေရည်နဲ့ဗုံးကျဲချခဲ့လို့ဒေသခံပြည်သူ2ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။ ကောက်ကူမျိုးအခြေဆိုင်တမတရားတက်ထဲကနေစစ်ကောင်စီတပ်ဘက်ကစက်တက်လေထီ3စီးတက်လာပြီးနောက်နှစ်စီးနဲ့ဘုံကျဲတက်ခိုက်သွားတာလို့ဆိုပါတယ်တက်ခိုက်မှုကြောင့်အသက်59နှစ်နဲ့58နှစ်အရွယ်မျိုးသမီး2ဦးသေဆုံးခဲ့ပြီးတော့ ရားရသူတချို့လည်းရှိခဲ့တယ်လို့ဆိုပါတယ်။ဌာနပိကျွာမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိဘဲအကြောင်းမဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစားလို့ပခုတ်ကူမြို့နယ်အထက်ကိုစစ်ကောမရှင်တရံမြေပြင်စစ်ကြောင်းတွေလည်းဝင်ရောက်နေတာကြောင့်စစ်ရဲအခြေအနေတွေတင်းမာနေတယ်လို့လည်းတွန်လှည့်တပ်ဖွဲ့တွေစီကနေသိရပါတယ်ရှင်။ ရခိုင်ပြည်နယ်ပုံနှကျုံမြို့အခြေဆိုင်ဖြူစင်ရင်ခွေဖောင်ဒေးရှင်းကအသက်၁၄နှစ်အရွယ်ပရာဟိတလူငယ်တယောက်ဟာလူနာသွားတယ်တဲ့အချိန်စစ်ကောင်စီကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်အော်တိုဘားလ၂၆ရက်မှာတည်ဆုံခဲ့တယ်လို့ပရာဟိတအဖွဲ့တွေစီကနေသိရပါဗျ။ဖြူစင်ရင်ခွေဖောင်ဒေးရှင်းကအသက်၁၄နှစ်အရွယ်မောင်ထေးအောင်ဟိန်းဟာ ကိုနောင်ကြီးရွာကလူနာကိုသွားခေါ်တဲ့အချိန်စစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်တာခံခဲ့ရတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်အနေနဲ့ပရိုက်တာအသင်းတွေကိုတိုက်ခိုက်တာကို လုံးဝလက်မခံနိုင်ဘူးလို့ပရိုက်တာသမားတယောက်ကပြောပါတယ်တေဆုံသွားခဲ့တဲ့မောင်ထေးအောင်ဟိန်းဟာအသက်17နှစ်အရွယ်ကလေးကဖြူစင်ငွေဖောင်ဒေးရှင်းမှာပရိုက်တာအလုပ်တွေကိုလုပ်ကိုင်နေသူဖြစ်တယ်လို့နှိဆက်သူတွေကပြောပါတယ် ကိုနောင်ကျွာဟာစစ်တွေမြို့နယ်နဲ့ပုံနှချိုးမြို့နယ်အဆက်မှာတည်ရှိတာဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကိုမကြာခဏခံနေရတဲ့ကျွာလည်းဖြစ်ပါတယ်ရှင်။ထိုင်းပြည်သူတွေရဲ့မိခင်လိုတင်စားကြတဲ့ထိုင်းပြည်ဗျာကြီးသီရိခေနဲ့ရွာဆန်ခဲ့ပြီးနောက်မိဗျာကြီးဆုံးရှုံးမှုအပေါ်ဝန်내ကျအထိတ်မှတ်ကာလမှာမြန်မာတွေစူညံပျော်ပါတာတွေမလုပ်ကြဖို့အလို့သမားကြီးလှုပ်ရှားသူတွေကသတိပေးပါတယ်ဆွဲသည့်သတင်းပေးပို့ထားပါတယ်ရှင်။ ထိုင်းဝန်ကြီးချုပ်အနုတင်ကမိဖုရားကြီးတိရိခေနတ်ရဆန်ချင်းအထိမ်းအမှတ်အနေနဲ့အများပြည်သူဆိုင်ရာဝန်ထဲချင်းကိုရက်60တက်မှတ်လိုက်ပြီးအစိုးရယုံနေတဲ့ဆိုင်ရာမှာတနစ်တိတိဝန်ထဲချင်းအထိမ်းအမှတ်ဖော်ပြဖို့တိုက်တွန်းချင်ကြပါတယ်။ထိုင်းပြည်မဟာဗာဂျီယာလန်ကိုရဲ့မဲတော်ဖြစ်တဲ့ထိုင်းမိဖုရားကြီးတိရိခေဟာတတ်တော်63နှစ်အရွယ်အော်တိုဘာလ24ရက်ညပိုင်းမှာနတ်ရဆန်သားတာဖြစ်ကြောင်းတောင်းဝင်းအိမ်တော်ဘျူရိုကကြေညာခဲ့ပါတယ်။ မိဖုရားကြီးတိရိခိယဇာပနာကိုထိုင်းတော်ဝင်အစင်လာတွေနဲ့အမြင့်ဆုံးဂုံပြုကျင်းပဖို့စီစဉ်ထားပြီးဝန်내ချင်းကာလကိုလည်းတနှစ်တိတိသတ်မှတ်ထားပါဗျ။ဒီကာလမှာချမှတ်ထားတဲ့စီကန်းတွေအတိုင်းထိုင်းရမြန်မာတွေဆင်ကျင်နေကြဖို့အလုသမားရေးလှုပ်ရှားသူတွေကသတိပေးပါဗျ။အခုလာတာတွင်မှာဒီစူးစူးညံ့ညံ့လေးပွဲလန်းသဖင်တွေကိုရှောင်ရှားဖို့အတွက်ပြောထားတယ်။အဲ့ကြတဲ့မှာမှဒီကတော့ကိုယ့်မြန်မာနိုင်ငံသားတွေကဒီ အလုပ်ပရက်တွေမှာစောင်းပေါက်တွေဖွင့်တာတွေတန်ဆူညံတာတွေပြဿနာဖြစ်တာတွေပျော်ရွှင်နေတဲ့ပုံစံတွေဟိုအုံတိုင်းတိုင်းတွေပြတာမျိုးတွေကိုဆောင်ရှားရမယ်ဒီကတော့လမ်းသွားလမ်းလာမှာလေသူတို့နိုင်ငံသားတွေအိမ်ဘလူးရောင်လေးတွေဝတ်လေဘလူးပုံစံလေးတွေသွားကြလေအဲ့ပုံစံလိုင်းတွေအလိုက်တင်နေရမယ်ပြီးတော့ဒီတိုင်းဘရင်နေနဲ့ပတ်သက်တဲ့တိုင်းဘရင်နိုင်ငံကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းစကားမကြုံဖို့စာရီးရေးတာတွေမမားဖို့အမှန်တွေသွားမှန်တာတွေမမားဖို့ပို့တင်တာတွေမမားဖို့ထူးထူးခြားခြားပြီးတော့ဒီတိုင်းကြားမယ်အချိန်ကာလဖြစ်တယ်သူ့နိုင်ငံ သူတို့နိုင်ငံပြည်သူကိုသွားနေထိုင်တဲ့တိုင်းတစ်ပါးကွန်မတီနေထိုင်တဲ့နိုင်ငံကပြည်သူတွေဝမ်းနဲ့ပူဆွေးနေတဲ့အချိန်မှာကိုရီးယားပြောပြနေလို့မရဘူးထမ်းမိပြားကြီးတိရိခေဟာ2019ခုနှစ်စက်တင်ဘာလ9ရက်ကလေးကယောဂဝေဒနာများစွာကြောင့်ဆေးရုံတက်ခရရတာဖြစ်ပြီးအော်တိုဝါလာ18ရက်မှာသွေးလန်းချောင်းပုံဝင်ခြင်းကြောင့်ဖျားနာခဲ့တာဖြစ်ပါတယ်မိပြားကြီးတိရိခေဟာဘယင်ကြီးပူမီဘောအဒူရာဒတ်ရမကုန်းနဲ့အတူထန်းနိုင်ငံတော် ပြည်သူ့ကျန်းမာရေး၊ပညာရေး၊စီးပွားရေးတို့အလွန်များစွာလုပ်ခဲ့တာကြောင့်ထိုင်းနိုင်ငံသားတွေက ပြည်သူတွေရဲ့အမေနိုင်ငံတကာနိုင်ငံရဲ့မိခင်လို့လည်းခေါ်ဆိုကြပါဗျ။ထိုင်းမိဗျာကြီးဟာအထူးသဖြင့်အမျိုးသမီးတွေ၊လက်မှုအလုပ်သမားတွေ၊တောလက်ဒေသတွေအတွက်အထောက်ပံ့ပေးခဲ့သူဖြစ်တာကြောင့်ထိုင်းပြည်သူတွေသာမကထိုင်းနိုင်ငံမှာနှစ်ရှည်ကြာရွှေ့ပြောင်းနေထိုင်လာရတဲ့မြန်မာတိုင်းသားရွှေ့ပြောင်းလူသားတွေကလည်းလေးစားချစ်ခင်ကြပါဗျ။ဟိုကိုနိုင်ငံဖက်ဖို့ဒီနိုင်ငံလုံးကျုံတော့ ဟိုကျွန်တော်တို့ကရောက်နေတဲ့နေရာမှာလုံခြုံတဲ့နေရာမှာသူ့နိုင်ငံရဲ့ဟိုသူ့စည်းကမ်းကိုကျွန်တော်တို့လိုက်နာပဲပေါ့နော်ဟိုဧည့်သည်ကဟိုဧည့်သည်လိုနေရမယ်ဆိုတော့ဟိုမေဆုရေမပြောခဲ့တဲ့အတကားရှိရပေါ့နော်ကျွန်တော်အလုပ်သမားတွေကိုဒီလိုမျိုးတွေတတိပေးခဲ့ရပေါ့နော်ဒါလည်းတကယ်မှန်တဲ့စကားပဲပေါ့ဧည့်သည်လိုကျွန်တော်တို့ နေပြီးတော့စီးနဲ့ကန်းနဲ့နေသွားမယ်ဆိုလို့ရှိရင်တော့ဟိုဒီမှာတော့လုံးလုံးကျွန်ုံစိတ်ဖြစ်ပါတယ်ဟိုအခက်ခက်ကတော့ဒီ time မှာဆိုလို့ရှိရင်လည်းအခုစောစောပြောသလိုအခြေအနေပေါ့နော်ဒီသူနိုင်ငံကြီးအပြောင်းလဲတွေဒီပြည်မာကြီးဒီနေရာဆန်တဲ့ပုံစံမျိုးတွေရောအမျိုးမျိုးဖြစ်နေတာဆိုတော့ဟိုဒီရဲ့သူတို့ရဲ့အပြောင်းလဲ ဒီဈာမှာကျွန်တော်တို့ကဈာညက်မသွားရအောင်ကျွန်တော်တို့နေတဲ့သွားဖို့ပဲအရေးကြီးတယ်ဟိုကိုနိုင်ငံတည်းစားလို့ရှိရင်တော့ဒီမှာနေတာလုံခြုံစိတ်ချပြီးတော့ဟိုသူစီကောင်းလိုက်လာတယ်ဆိုလို့ရှိရင်ဘေးကင်းတယ်ခင်ဗျဟောအဲ့လိုအဲ့လိုမျိုးလေးတော့ပြောကြည့်ပါလေထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်လည်းမလေးရှားသွားမဲ့အစီအစဉ်ကိုဖျက်သိမ်းခဲ့တယ်လို့မိဖုရားကြီးနောက်ရဆန်တဲ့ရက်ကစလို့ရက်60တိတိဝန်ထမ်းချင်းအထိမ့်မှအနောက်ရပါတဲ့အင်ဂျီအဝစားတွေကိုဝစ်ဆင်ကြဖို့ကိုလည်းမေတ္တာရက်ခံတိုက်တွန်းထားပါတယ် ထိုင်းမိဗျာဂျီတိရိခိယမွေးနေ့ဖြစ်တဲ့အော်ဂိုလာ၁၂ရက်နေ့ကို အမေရော်နေ့ Mother's Day လို့ထိုင်းနိုင်ငံမှာသတ်မှတ်ထားပါဗျ။မိဗျာဂျီနှစ်ရာဆန်သားတဲ့အခါထိုင်းလူတို့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ်နိုင်ငံတော်အဆင့်ကြေကွဲဝန်ထမ်းချင်းစာဖနာအခမ်းအနားတွေကျင်းပသွားမယ်လို့လည်းသိရပါဗျ။ကျွန်တော်ဇွဲသစ်ပါ။ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာအော်တိုဘားလ26ရက် ကွာလာလမ်ပူမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာမြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဟာမြန်မာတွေပိုက်ဆိုင်မှုနဲ့မြန်မာဥဆောင်မှုသာဖြစ်ရမယ်လို့ပြောကြားသွားပါတယ်။ဒါ့ပြင်အာဆီယံဖွဲ့ဟာမြန်မာနိုင်ငံအပေါ်ငြိမ်းချမ်းရေးအတွက်လှုပ်ဆောင်မှုတွေမှာစိတ်ရှည်တိခတ်မှုဇဲလုံလရှိမှုနဲ့လက်တွေ့အခြေအနေများကို ရိုးရိုးသားသားနားလည်သဘောပေါက်မှုလိုအပ်ကြောင်းလည်းထည့်သွင်းပြောဆိုသွားပါတယ်။ အချက်၅ချက်ပါသဘောတူညီချက်အရအာဆီယံဟာမြန်မာနိုင်ငံမှာအကြံဖတ်မှုတွေကိုလျှော့ချဖို့နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြံတဲကိုလျှော့ချဖို့အတွက်ရရှိနိုင်တဲ့လမ်းကြောင်းတိုင်းနဲ့မိဖက်တိုင်းကိုအသုံးပြုနေပေမဲ့ရေရှည်တည်တဲ့ငြိမ်းချမ်းရေးကို အတင်းကျပ်ပြဋ္ဌာန်းလို့မရကြောင်းဆိုပါတယ်အဲ့ဒီနောက်မြန်မာညင်ကြေးဟာမြမာရေပိုက်ဆိုင်မှုနဲ့မြမာဥဆောင်မှုသာဖြစ်ရမယ်ဒါမှလည်းပြည်လဲတင်းမြတ်ရေးက ရေရှည်တည်တတ်မှာ ဖြစ်တယ်ဆိုပြီးဆက်လက်ပြောဆိုသွားတာဖြစ်ပါတယ်မလေးရှားနိုင်ငံသားရေးဝန်ကြီးဟာအော်တိုဘလ25ရက်နေ့မှာအာဆီယံအဖွဲ့အနေနဲ့မြန်မာနိုင်ငံကိုရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ကိုဆီလွှတ်နိုင်ရေးအပေါ်အကြီးအကဲအဆင့်ဆွေးနွေးမယ်လို့လည်းကြေညာထားခဲ့ပါတယ်ရှင် ဒီပီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆမ်ပါရှင်